တရုတ်ဆောင်ဒါရိုက်တာဦးမမောင်မြင့်နဲ့ပတ်သက်ပြီးရင်ဖွင့်လာတဲ့အဆိုပြေတစ်စိမ်ဖိုက်တမြအောင်လုပ်မယ်မင်္ဂလာပါရှင်အခုဆိုရင်တရုတ်ဆောင်ဒါရိုက်တာကပြားဆရာတို့လည်းပြတ်တဲ့ဦးမမောင်မြင့်ရောလူကြီးယောဂနဲ့အသက်63နှစ်အရွယ်မှာပဲကိုလင်းတာခဲ့ပြီးဖြစ်ပါတယ်တရုတ်ဆောင်ပြည်ညင်ရဲ့ဖခင်ဖြစ်သူဝါရဲတရုတ်ဆောင်ဒါရိုက်တာဦးမမောင်မြင့်ဟာယနေ့မေလ9ရက်နေ့နနက်10:15မိနစ်မှာလူကြီးယောဂဖြင့်ကွင်လွန်သွားရတာပါ ။အားရပေါ်မှာတော့ဆိုဗီယက်ပြည်ဆင်ရလေးကျေးရသူမိသားစုနဲ့အတူထတ်တူစိတ်မကောင်းဖြစ်ရကြောင်းထုတ်ပြောလာခဲ့ပြီးဦးမောင်မီကတော့သူလေးစားအားကြတဲ့သူတယောက်ဖြစ်ပြီးအခုလိုကွယ်လွန်သွားခဲ့ရတဲ့ပုံပါလေးကောင်းမွန်တဲ့နေရာလေးမှာအေးအေးချမ်းချမ်းလေးအနားယူနိုင်ပါစေလို့လည်းဆုတောင်းပေးလာခဲ့ပါရယ်။အသက်63နှစ်မှာလူကြီးယောဂနဲ့ကွယ်လွန်သွားပြီဖြစ်တဲ့တရားဆောင်ဒရိုက်တာဦးမောင်မြတ်အတွက်အလုံးအစိတ်မကောင်းဖြစ်နေကြပြီးအခုလိုကွယ်လွန်သွားခဲ့ရတာကအနုပညာလောကရဲ့ဆုံးရှုံးမှုတစ်ခုလည်းဖြစ်ခဲ့ရပါသေး မင်းသမီးလေးဆိုပြည့်တစင်ကတော့တရုတ်ဆောင်ဒါရိုက်တာဥမမောင်မြင့်နဲ့ပတ်သက်ပြီးတော့လေအခုလိုပဲရင်ဖွဲ့ပြောပြလာခဲ့ပါရယ်ဆိုပြည့်တစင်ကဆိုပြည့်တစင်တို့အတွက်တင်စရာမြင်စရာကြားစရာဆိုလေဟုတ်တယ်လေးစားအားကြတဲ့သူပါအနုပညာနယ်ပယ်တွေကသူအချင်းချင်းဆိုတော့တကယ်ကိုပဲစိတ်မကောင်းပြရပါရယ်မိသားစုဝင်တွေနဲ့ထပ်တူလေဆုတောင်းပေးပါရယ်ဆိုပြည့်ကတော့အင်းကလေးကသူ့ရဲ့ကားလေးတွေအမြဲကြည့်ရတယ်တကယ်ကိုစိတ်မကောင်းပါဘူးဆိုပြီးဆိုပြည့်တစင်ကပြောပြလာခဲ့ပါရယ် ဦးမမောင်မြင့်ဟာရေဥဆောင်ပိုင်းဒရိုက်တာပိုင်းတွေအပြင်ကပြဆရာတယောက်အနေနဲ့ပြည်ထရေးတည်ရှိထားခဲ့သလိုမင်းသားကြီးပြည်ညင်ရဲ့ဖခင်လေးဖြစ်ပါတယ်။မင်းသမီးလေးဆိုပြည့်တစဉ်ကတော့ခုလိုကွန်လင်တာခဲ့ရတဲ့ပုံစိတ်မကောင်းဖြစ်နေပြီ။ပြည်ထရေးကရောအမှုပညာတိုင်းဝိုင်းကသူတွေကပါဦးမမောင်မြင့်အတွက်အမျိုးမျိုးဆုတောင်းပေးနေကြပြီးနှမျောတတတဖြစ်နေရပါတယ်။ ခုလိုလူကြီးယောဂနဲ့အသက်63နှစ်အရွယ်မှာကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ဦးမမောင်မြင့်နဲ့ပတ်သက်ပြီးမင်းသမီးလေးအစိုးပြေတစဉ်ကရင်ပွဲပြပြလာခဲ့တယ်လို့ထက်စစ်အကယ်ဒမီရောင်းကလည်းအခုလိုပဲပြပြလာခဲ့ပါရယ်။ရဲအောင်က71တတော်ကိုစိတ်မကောင်းဖြစ်မိပါရယ်။အမမောင်မြဲဆိုတာအများကြီးအားထားတဲ့သူပေါ့နော်သူ့စရာပညာတွေအများကြီးရတဲ့အမှုပညာရှင်တို့ပါတင်စရာမြင်စရာဆိုလဲမမပါဘူးတကယ်ကိုစိတ်မကောင်းပြရပါရဲ့ သူတို့လည်းကျဲရသူမိသားစုဝင်တဲ့ချက်တို့ဝန်နေရပါတယ်ဆိုပြီးရန်အောင်ကပြောပြလာခဲ့ပါတယ်။အမှုပြလုပ်တွေမှာရောအပြင်ကစီးပွားရေးလုပ်တွေမှာပါအမျိုးမျိုးတွေရရှိနေတဲ့စိုးပြေတစဉ်ကတော့အခုဆိုရင်စိုးမြတ်တွန်စာနဲ့အတူတူရောရှင်စကားကြီးတကမှအတူတူရိုက်ကွေးလာတော့မှဖြစ်ပြီးမင်းသမီးလေးစိုးပြေတစဉ်ကတော့အမှုပြလုပ်ရှာမှုလေးအတစ်တွေနဲ့အတူမြင်တွေ့လာတော့မှဖြစ်ပါတယ်။ ဖရိုက်တရီကလည်းဆိုဗီယက်ဒဇင်ရဲ့အနုပညာလှုပ်ရှားမှုအတက်လေးတွေကိုစောင့်မျှော်အားပေးနေကြတာပါဆိုဗီယက်ဒဇင်ကတော့အနုပညာလှုပ်တွေကိုရောသူရဲ့အပြင်ကစီးပွားရေးလှုပ်တွေမှာပါစ조사လုပ်ကရင်ဖြတ်တန်းနေရဖြစ်ပြီးဒုမရောငလင်ပေးတဲ့အပြည်သူတွေအတွက်ကိုလည်းတော့တနေရာကနေလွတ်တန်းထောက်ပံ့ပေးနေရကိုတွေ့ရပါတယ်ဆိုဗီယက်ဒဇင်ကတော့ဖရိုက်တရီရဲ့အချက်တွေကိုရရှိထားရုံတမကအနုပညာတိုင်းဝန်ခချီချိုးပြောဆိုမှုတွေကိုလည်းခံရပါတယ် ပါရှယ်ဒီကနေ့တင်ဆက်ပေးသွားတဲ့ကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းကျွန်မတို့ရဲ့ channel လေးကနေပြီးတော့ဇေဝန်စာအဖွဲ့ရာစနေတင်းကြောင်းအသည်နဲ့တူပြန်လာခေတ်မှာဖြစ်လို့အတိတ်တော်ရီတင်နိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနောက်ချက်ပြီးခေါင်းလေးကိုလည်းနေထားပြကြပါရှင်။အဆုံးထိအပီချီရှိမှုတွေလည်းကျေးဇူးအများကြီးတင်ပါတယ်။